အရာရီတိုင်းငပူတော်မြို့နယ်ကြုံကူးကြေးရွာမှာဟောပြောခဲ့တဲ့ဥဝရသူရဲ့ဟောပြောချက်ဟာအမျိုးသမီးတို့ကမကတန်ဃာတို့ကိုပါစော်ကားတာဖြစ်တယ်လို့အမျိုးသမီးတက်ကြွလှုပ်ရှားသူတချို့ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့နေကြီးကပေးပို့ထားတာပါရှင်မက်လာရုံကပြုလုပ်ခဲ့တဲ့ AR တိုင်းငပုတော်မြို့နယ်ဂျုံကူးကျေးရွာကတရားပွဲတစ်ခုမှာအမျိုးသမီးတွေအတွက်တန်ဃာတော်တွေကိုလွှတ်ပေးမှဖြစ်ပြီးကလားကိုမယူဘဲဘိန်းစားတဲ့အယက်သမားတွေကိုယူဖို့ခွေးကိုယ်သာယူဖို့ပြောတဲ့အပေါ်အခုလိုပြောလိုက်ကြပါဒါသည်ကျမတို့ ဒီဗုဒ္ဓဘာသာကျမတို့ဒီဒေသနာတော်ဒီတရားဓမ္မတွေထဲမှာပိဋကတ်၃ပုံနီကေ၅ရက်ဒေသနာတော်ဒီထဲမှာကျမတခါမှမကြဘူးအမျိုးသမီးတို့ကိုစော်ကားတာချင်းထက်ဆိုင်ကျမကပို့ပြီးတော့စိတ်ထဲမှာခံစားလိုက်ရတာကတန်ခါတွေလှုပ်ပေးလိုက်မယ်ဆိုတဲ့စကားအင်မတန်မှအင်မတန်ကိုမှကျမရင်ထဲမှာထိပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကကိုယုံယုံကြည်ကိုးကွယ်တဲ့ဒီတန်ခါရတနာတန်ခါတော့အရှင်သူမြတ်တွေကိုကျမတို့အင်မတန်ကိုမှကိုးကွယ်စီကပ်ပါတယ်။ဒီလိုမျိုး လွတ်ပေးလိုက်မယ်ဆိုတော့ကျမတို့ဓာကြီးဒီတန်ဃာတော်ဒုအကြီးကြီးကျယ်ဓာတ်ရိုက်စော်ကားပြီးတော့ပြောဆိုခြင်းဟောပြောခြင်းဖြစ်တယ်လို့ယုံကြည်တာဖြစ်တဲ့အတွက်ဒီလိုမျိုးဟောပြောချက်တွေကိုဟောပြောနေတဲ့ဥပဒေသူကိုကျမအနေနဲ့ကတော့ဒါဟာပြင်းပြင်းထန်ထန်နဲ့အေးအေးယူပြီးတော့ကင်တွယ်ဖြည့်ရှင်းသင်းတဲ့ပြဿနာတစ်ခုလို့မြင်ပါတယ်။ဒါအပြင်ဒီလိုဟောပြောချက်တွေဟာလူကုန်တိတ်ခါလူချင်းဝတ်တွေနဲ့ကန့်ညီမှုမရှိဘူးလို့လည်းအမျိုးသမီးတူကပြောပါတယ်။ကန်းကုန်နေပြီ။ तू က လူသားတယောက်တည်းဖြစ်တယ်တန်ခါတပားလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့လူသားတယောက်နေမှာလူချင်းဝင်တယ်လည်းမရှိဘူးလူချင်းဝင်လည်းမညီဘူးသူပြောရဲဆိုတဲ့စကားတွေပြောတာဆိုတာတွေတန်ခါတပားချင်းဝင်ဆိုတာတော့မပြောနေတော့ပေါ့နော်လူသားတယောက်ရဲ့ချင်းဝင်တော့မရှိဘူးဆိုတော့တန်ခါရဲ့ချင်းဝင်ကသူ့မှာမညီဘူးအဲ့တော့ကျွန်တော်တို့သူ့ကိုတတ်မှတ်လိုက်တာတော့တေးကြတယ်သူကလူမဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လူဘောင်လူတန်းမှာရှိနေတဲ့လူသားမဟုတ်ဘူးအဲ့တော့သူပြောရဲဆိုတဲ့ဟာတွေကျွန်တော်တို့အနေနဲ့တော့ ဘလို့မှမခံစားတော့ဘူးဆိုတဲ့ပုံစံမျိုးတော့ကျွန်မတတ်မှတ်လိုက်တယ်ပေါ့ဒီလိုဟောပြောချက်တွေဟာအမုန်းတရားတွေဖြစ်စေတဲ့အပြင်အနေရရှိတဲ့အတွက်အမြင့်ဆုံးအေးအေးယူဖို့လဲတောင်းဆိုထားတာပါအဲ့လိုမျိုးဟောပြောနေတဲ့ဟောပြောချက်တွေကိုဘာကြောင့်ပေါ့နော်ကျွန်မစဉ်းစားတာကတရားတော်နဲ့လည်းတခုမှမညီဘူးဒီပလင်ပေါ်မှာထိုင်ပြီးတော့ဒီဟောပြောနေတဲ့ဟောပြောချက်တွေဘယ်တရားဒေသနာထဲမှာလဲမပါဘူးတရားတော်တွေနဲ့လည်းမညီဘူးဓမ္မလည်းဓမ္မတရားတွေလည်းမဟုတ်ဘူးဘာကြောင့်အခုတည်းကရောအေးမယူကြသေးတာလဲ Facebook စာမျက်နှာမှာเนาะဟိုဆွဆွဲတာဟိုဘာဘာ page ကိုကိုင်းတဲ့ admin မဟုတ်လို့လို့ဒါဒီသတင်းတွေလည်းအားလုံးကြားပြီးသားဖြစ်မှာပါဘာ page ကိုကိုင်းတဲ့ admin မဟုတ်လို့ဘသူကဘသူ့ကိုစော်ကားလိုက်လို့66ဂါကြီးလို့ဘာလို့စသဖြင့်ပေါ့เนาะဒါမျိုးတွေ ਨੇ ဆွဆွဲနေကြတယ်ဒီရေးတွေယူပေးနေကြတယ်အခုလို့ပြောဆိုနေတာတွေကလူချင်းဝင်းနဲ့မကြီးပဲ ਨੇ ပြောဆိုနေကြတယ်ကြတော့ဘာဖြစ်လို့အရေးယူမှုတွေမရှိနေသေးတာလဲပေါ့เนาะဒါပေမဲ့ကျွန်တော်မသိတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်အခုလို့ဟောပြောချက်တွေကြောင့် လူမှုကွန်ရက်စာမျက်နှာမှာဥဝိရတူရဲ့ဟောပြောချက်တွေကိုကောင်းထုတ်ဖော်ပြထားတဲ့စင်းညို့တူဝိရတူကမ်ပိန်းတစ်ခုကိုလည်း Facebook သုံးဆွဲသူတွေကပြုလုပ်နေကြပါဗျာ။ကျွန်မနေပါရှင်။